စိုးရကသူလှုပ်တဲ့လှုပ်ထိုက်တာကသူလှုပ်တယ်။ဒါပေမဲ့ကျွန်တော်လိုက်နာမတောင်းဘူးကျွန်တော်တောင်းဖြစ်တယ်။အဲ့နှစ်ကိုကောင်းကောင်းကျင်းပါပေးတယ်။နွားတဲ့အတွက်အခွန်ကင်းလုံးခွင့်ပေးတယ်။အဲ့လိုမျိုးကျွန်တော်တို့တွေကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးအတွက်မူဝါဒတွေအဲသူတို့လှုပ်ဆောင်ပေးတဲ့ဟာမှန်သမျှလှုပ်ဆောင်ပေးနေပြီဖြစ်တယ်။သို့တော့ကျွန်တော်ပြည်သူပြည်သားတွေကလိုက်နာမှာဖြစ်တယ်။တစ်ဖက်ပိုက်လို့မဟုတ်ဘူး။တရှော့ဇုံလုံးကန်ရခိုင်လူမျိုးတရှော့ကအဲကျွန်တော်ကိုလာလာပြီးတော့ဆေးဆွနေကြတာပေါ့။တစ်ဖက်ပိုက်မဟုတ်ဘူးသူကတစ်ဖက်ပိုက်တာမဟုတ်သူကဇုံလုံးကန်တာ။ ဲ့ဒီလိုဇုံလုံးကန်းတဲ့ကောင်တွေရှိနေတယ်အလုံးပဲတာလို့ဆိုပါကိုရှင်ရှာနေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ပြပေးသွားမယ့်အကြောင်းအရာကတော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ရခိုင်တပ်တော်ရခိုင်တပ်တော်ရခိုင်တပ်တော် AA နဲ့ရခိုင်အစိုးရဖြစ်တဲ့ ULA အဖွဲ့ဟာလူမျိုးဘာသာမခွဲခြားပဲနဲ့ပေါ့နော်ဒီသူတို့လက်ရှိနေပြီးတော့ဒီမူဆလင်တွေရဲ့အထုတ်မြတ်ထားရာကိုဘာနီနဲ့မှာသူတို့ဒီနွားတွေပေါ့ဗျာဒီစိတ်တွေကိုကျွေးမွေးတယ်ဆိုတော့ အကြောင်းလေးတွေနောက်လို့ရှိဒီကိုပါနေနဲ့ကိုတို့ကျင်းပပေးတယ်ဆိုတော့အကြောင်းလေးတွေကျွန်တော်ကြားတဲ့အတွက်အရန်ဝမ်းသာကောင်းမိပါတယ်။သို့တော့ကျွန်တော်ဒီကနေ့တင်ပြခြင်းနဲ့အကြောင်းအရာပါဆိုလို့ဆိုတော့လက်ရှိနေပြီးတော့ ULA အစိုးရအနေနဲ့လက်ရှိနေရခိုင်အစိုးရတရက်အနေနဲ့ရခိုင်ပြည်တွင်းမှာမိတဲနေထိုင်နေကြတဲ့မွတ်စလင်တွေအပေါ်မှာလူမျိုးဘာသာမခွဲခြားဘဲနဲ့အခုလိုပေါ်တော့ဒီသူတို့ရဲ့နေထိုင်နေမြပွဲတွေမှာအခုလိုလုပ်ပေးတဲ့အတွက်ဒါအင်တာမတ်ဒါဝမ်းသာစရာတည်ငောင်းတစ်ခုဖြစ်ပါတယ် လဲလဲကြိုးလဲကြိုးဆိုပါတယ်သို့တော့ဒီသူတို့နောက်ခံမှာဒီနောက်ခံ background မှာပေါ့နော်ဒီအဲရေးထားတဲ့စာတန်းလေးတစ်ခုကိုကျွန်တော်တွေ့လိုက်တဲ့ခါမှာနည်းနည်းလေးဝမ်းနေမိတာတခုတွေ့ရပါတယ်ပေါ့ကျွန်တော်နည်းနည်းလေးဝမ်းနေတော့ပါတယ်အဲ့ဒါဘာလဲဆိုတော့ကကြတော့သူတို့ကရခိုင်လို muslim ဆိုပြီးတော့ရေးထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ muslim ပြည်သူများဆိုပြီးတော့ရေးထားတာကျွန်တော်တွေ့ရတယ် ဲ့တော့ကျွန်တော်အနေနဲ့ကဒါဒီကနေ့ကျွန်တော်တင်ပြချင်တာဗာလဲဆိုတော့ကအစ္စလမ်ဆိုတာဒီဘာသာတစ်ခုမု슬လင်ဆိုတာဒီလူမျိုးအဲ့တော့အစ္စလမ်ကိုကိုးကွယ်တဲ့လူတိုင်းကိုမု슬လင်လို့ခေါ်တယ်ဥမာဆိုကြပါဆိုကျွန်တော်ရခိုင်သားတယောက်ကနေပြီးတော့အစ္စလမ်ဘာသာကိုကိုးကွယ်လိုက်တယ်ဒါဆိုကျွန်တော်ကနေပြီးတော့သူတို့ကဘယ်လိုခေါ်မလဲမု슬လင်ဆိုပြီးတော့ခေါ်မယ်ဥမာရှင်တယောက်ကနေပြီးတော့လက်ရှိနေပြီးတော့အစ္စလမ်ဘာသာကိုကိုးကွယ်လိုက်တယ်ဒါဆိုသူ့ကိုဘယ်လိုခေါ်မလဲမု슬လင်လို့ခေါ်မယ် ဒါဆိုမွတ်စလင်ဆိုတာဒီအမျိုးနွယ်စုမဟုတ်ပါဘူးလက်ရှိကျွန်တော်တို့ရခိုင်ပြည်တွင်းမှာ မိတဲနေထိုင်နေကြတဲ့အစ္စလမ်ဘာသာဝင်သည့်တိုင်းရင်းသားမျိုးနွယ်စုတစုဖြစ်ပါတယ်ခင်ဗျာဒါကိုလည်းကျွန်တော်အနေနဲ့ဒီနေရာနဲ့ကျွန်တော်တင်ပြခြင်းပါလေအဲ့တော့ဒါကျွန်တော်တို့လူမျိုးရေးဘာသာရေးအဓိကရောဖြစ်စေတဲ့စကားလုံးမျိုးကိုကျွန်တော်ပြောဆိုတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာဗာလဲဆိုတော့လက်ရှိနေပြီးတော့ ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေကိုသူတို့ဘယ်လိုပုံစံမျိုးတတ်မှတ်မှာလဲပေါ့နော်ဒါကနည်းနည်းလေးလုံအောင်မလုံအောင်အက်ခေရကြတယ်တက်ရှိကဘာလဲနံပါတ်1ကဘာလဲဆိုတဲ့ခါကျတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေသူတို့ဘင်္ဂါလီလိုတတ်မှတ်မှာလားဒါဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်ကတောက်ကစားနည်းနည်းလေးဖြစ်သွားနိုင်တယ်အဲတပါကြောင့်ဆိုကျွန်တော်ဟိုဟိုအေးအေးအေးအရင်တော့တင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေမှာလည်းရှိပါတယ် ဘင်္ဂါလီလိုတတ်မှတ်ခဲ့မယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်တို့တော့ဘင်္ဂါလီလူမျိုးဘင်္ဂါလီလူမျိုးဘင်္ဂါလီလူမျိုးလို့ရှိရင်ခိုးကိုသုံးဆွဲနေမယ်ဆိုလို့ရှိရင်ဘင်္ဂါလီဆိုတာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်။ဘောနော် အတားလဲတစ်ချက်ကျွန်တော်ထည့်သွင်းစဉ်းစားသက်ပါတယ်ခင်ဗျ။အဲ့တော့နောက်တစ်ခုကကြတော့ဒီလက်ရှိနေပြီးတော့ဒီရခိုင်ပြည်ထဲမှာမိတွင်းမိတင်းနေထိုင်နေကြတယ်လက်ရှိနေပြီးတော့အစ္စလမ်ဘာသာကိုကိုးကွယ်တဲ့လူတွေကို မူစလင်လို့ပဲခေါ်နေမှာလားအဒါလည်းနည်းနည်းလေးစဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်သို့တော့လူမျိုးရေးဘာသာရေးမခွဲခြားတဲ့ပုံစံမျိုးမခွဲခြားတဲ့ဆက်ဆံရေးမျိုးကိုတွေ့မြင်တဲ့အခါမှာအရင်ဝမ်းသာပီတိဖြစ်မိပါတယ်သို့တော့ဒီပေါ့နော်ဒီလက်ရှိနေပြီးတော့အာဒါနေပြီးတော့ပေါ့နော်ဒီကျွန်တော်ရဲ့ရခိုင်ပြည်သူပြည်သားတွေအနေနဲ့တစ်ချက်သုံးသပ်စင်စင်ချင်းသုံးသပ်ရမှာက လက်ရှိနေပြီးတော့ကျွန်တော်တို့တွေအားလုံးဒီငင်းချမ်းစွာအတူရှင်တဲရှင်တွဲနေထိုင်ရေးဆိုတဲ့မူဝါဒကိုကျွန်တော်တို့ရခိုင်အစိုးရဖြစ်တဲ့ UA လေးကတော့ရှာမှတ်ထားပြီးပြီတော်တော်ကျွန်တော်တို့တွေကကျွန်တော်တို့ပြည်သူပြည်သားတွေအနေနဲ့ကဘလို့ပုံစံမျိုးနဲ့သူတို့ကိုဆက်ဆံပါလဲဘလို့ပုံစံမျိုးနဲ့ကျွန်တော်တို့နေထိုင်ပါလဲအဒါလေးကိုတရှဲစဉ်းစားသုံးသပ်စေချင်တယ်ကျွန်တော်ကျွန်တော်ကျွန်တော်ဒီကနေ့ပြောချင်တာကဘာလဲကျွန်တော်တို့ကကျွန်တော်တို့ကဟိုတဟို ဟိုအရင်အရင်တင်ခဲ့တဲ့ကျွန်တော်ဗီဒီယိုတွေမှာလည်းရှိပါတယ်ကျွန်တော်အားလုံးဒီသဘာဝတည်ငြိမ်အေဂျင့်ဆိုတဲ့မူဝါဒပုံတိုင်းကျွန်တော်တွန်းနေပို့လို့ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလက်ရှိနေတဲ့သဘာဝတည်ငြိမ်အေဂျင့်ဆိုတော့ဒီကောင်ကဘာဖြစ်ရှင်တာလဲပြောမယ်ဆိုရင်ဒါကရခိုင်ပြည်အတိုင်းအတာကို မပြောခင်မြန်မာပြည်အတိုင်းအတာမှာမြန်မာပြည်အတိုင်းအတာမှာမြန်မာနိုင်ငံတိုင်းနိုင်ငံလုံးမှာရိုမရှိဘူးသူက ရိုးဖြည့်ခြင်းလေးဟာကိုထောက်ပြနေတာဖြစ်တယ်မြန်မာနိုင်ငံလေးမှာလက်ရှိအာနာသိအစိုးရစစ်ကောင်စီရဲ့စစ်ကောင်ဆောင်မင်းအွန်လိုင်းကလည်းပြောပြီးသားရိုးဆိုတာမြန်မာနိုင်ငံလေးမှာမရှိဘူးမရှိတဲ့လူမျိုးတစ်မျိုးဖြစ်တယ်ဒီတော့မြန်မာအပိုင်းဝိုင်းလေးမှာလည်းရှိနေတဲ့မွ슬လင်တွေကမြန်မာမွ슬လင်သူဟာသူတုံသွားကြတယ်เนาะလက်ရှိ အန်ဒီမှာတာဝန်ထမ်းဆောင်ရတဲ့ဥကိုနီမြန်မာမု슬လင်သူကိုယ်တိုင်ပြောတော်တဲ့စကားလုံးဖြစ်တယ်ဒီတော့ရခိုင်ပြည်ထဲမှာရှိနေတဲ့မု슬လင်တွေကပဲဒီနာမည်တစ်ခုကိုရအောင်ယူရှင်နေဆိုရင်ဒါကတရားရဲ့လားအရင်ဆုံးမြန်မာတနိုင်ငံလုံးကိုခြုံငုံပြီးတော့ပြောတာပဲဖြစ်တယ်သူကအရဟတတော်အေကမု슬လင်လိုပဲသုံးပါလား လက်ရှိမိမိတို့ဒီနီမီမာနေမယ်ဆိုရင်အာရဟတတော်ကလေဒီရိုးဆိုတာကိုလက်မခံဘူးပေချာပြီးသားဖြစ်တယ်သူတို့အစိုးတင်သွင်းပြီးပြီပေချာလိုက်တယ်လက်မခံဘူးဒါပေမဲ့ရခိုင်ပြည်ထဲကို ပြန်ဝင်လာပြီးနေထိုင်ခြင်းနဲ့ဒုက္ခတွေတွေဆိုရင်လေမိမိတို့အနေနဲ့ဒီနေထဲမှာနေမယ်ဆိုရင်မြန်မာနိုင်ငံမြန်မာနိုင်ငံထဲမှာနေမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ လက်ခံမှုကိုလက်ခံနိုင်ရမယ်။ဟုတ်ပြီတော့ဒီတော့မရှိတဲ့နာမည်ကိုအဆွေပြုပြီးတော့အမြဲတမ်းထောက်ထောက်ပြီးတော့ပြားနေတယ်မူစလင်လိုပဲတော့မလားဆိုတော့မြန်မာတနိုင်ငံလုံးမှာရှိနေတာမူစလင်ကိုယ်ဝေတဲ့ဘာသာကအစ္စလမ်ဘာသာဖြစ်တဲ့မူစလင်ဒီမူစလင်အုပ်စုကမူစလင်ဆိုရင်မူစလင်လို့ခံယူပြီးတော့မြန်မာမူစလင်သဘောတည်းမှာ မြန်မာနိုင်ငံထဲမှာရှိနေတဲ့မွတ်စလင်ဟုတ်ပြီနော်ရခိုင်ထဲမှာရှိနေမယ်ဆိုရင်လေရခိုင်ပြည်ထဲမှာရှိနေတဲ့မွတ်စလင်ကျွန်တော်တို့ငငယ်ကလေးကလည်းဒါပြဿနာအကြီးကြီးတွေဖြစ်မှုတွေဒီရလဲဘာလို့လဲမြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေကအရင်တော့ဆိုကလာလို့တောင်းတယ်ဆိုတော့ကရခိုင်ကလာနော် သူတို့ကပြောလိုက်ရင်ရခိုင်ကလားအမှန်မှပြောရမယ့်စကားလုံးကရခိုင်ပြည်မှာနေတဲ့ငါတို့မွတ်စလင်လူမျိုးဒီလိုမျိုးတုံရမှာသူတို့ကတုံလုံးတော့တာရခိုင်ပြည်ဆိုတာမထေဘဲနဲ့ရခိုင်ကလားဆိုတော့ရခိုင်နဲ့ကလားကမကွေဘဲနဲ့ဖြစ်သွားတယ်မကွေဘဲနဲ့ဖြစ်သွားတဲ့အခါတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့နားထဲမှာဘလို့ထင်သွားလဲရခိုင်လဲကလားကလားလဲရခိုင် ဒီလိုအတုံးအနှုံးနေနဲ့ကျွန်တော်တို့ငေစင်ကလေးကရံဖြည့်ဖူးတဲ့အတိုင်းအတာတွေအများကြီးရှိခဲ့တယ်။ဒါကတမယိုကြပြောတဲ့စကားလုံးဖြစ်တယ်။ဆိုတော့ကယခုကလာလို့ခေါ်တာကိုလေသူတို့ကလက်မခံဘူး။ဒါဆိုရင်မွ슬င်လို့ခေါ်တယ်။မွ슬င်လို့ခေါ်တာကိုလေလက်မခံဘူး။ဘင်္ဂလီဘင်္ဂလီလို့ခေါ်တာကိုလေသူတို့ကလက်မခံဘူး။ဘင်္ဂလီဆိုတာက ဘင်္ဂလားရှ်တဲ့နိုင်ငံသားလို့သူကပြောတော့တယ်ဆိုတော့ကမင်းတို့ကလူအခွင့်အရေးစာအုပ်ကိုကင်ပြီးတော့လူမျိုးတစ်မျိုးကကိုးနာမည်ကိုကိုပေးပိုင်ခွင့်ရှိတယ်ဆိုတော့ဒီလူမျိုးရေးနာမည်တစ်ခုဖြစ်တယ်ဘို့အတွက်တမိုင်းအခုမှတမိုင်းလုံးလုံးမရဘူးတမိုင်းဆိုတာခြေလျားတဲ့တမိုင်းအစဉ်အလာချီရမယ်အထောက်အထားချီရမယ် လို့ယူတဲ့တမိုင်းမဖြစ်เสียရဘူးတမိုင်းသူတွေဒီအများကြီးရှိတယ်ရှိခဲ့ကြတယ်ကလည်းရှိခဲ့တယ်ဒီအရာတွေကိုဆက်ဆက်ပြီးတော့တမိုင်းသူတွေဒီတင်ထားတဲ့အရာကိုဘေးဖေလိုက်ပြီးတော့မိမိတို့ကိုယ်တိုင်ငိုတွေကရှိခဲ့ပါတယ်ဆိုတဲ့အရာတွေကို ထောက်ပြယုံလောင်နဲ့ခྱི་တော့မရောက်ပါဘူးလို့ပြောရင်အခုပြောနေတဲ့ကြော်စောလင်းကိုကျွန်တော်အနေနဲ့ထောက်ပြပြီးတော့မင်းဒီလောက်ထိ ဒီမွ슬င်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရှင်နေဆိုရင်ဘူသီးတော်မောင်တော်ကမူဂျာဟီပြဿနာကိုနည်းနည်းလေးတင်ပြစေရှင်တယ်ဘလို့တွေညာလာမလဲမူဂျာဟီပြဿနာเนาะဒီတော့